အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဘိုးကြီး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ Pro Logo ဇာလန်နှစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဇာလန်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်သွားပြီးဒေတာတော့ပေါင်းပေါင်းလေးဦးနဲ့နှိပ်သွားပြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ စာရေးသူကိုဖြိုးကြိုက်လက်ရေးသားထားသောဂတိမတီမေးလေသူညာ7နှစ်ခန့်အမောင်းလဲဝေးကိုမြားကြီးတရာမိရင်လေးကြီးအလင်းရောက်ပြီးကွင်းပြင်တဲတွေချောင်းလန်းနေတယ်တရွာလုံးအိတ်ဆက်နေကြပြီမေကိုမြားအေးမတော်မအိတ်နိုင်ပြီညနေပိုင်းကထောင်ထားခဲ့သောငမားတံများကိုတကြောပြန်ဖောက်ဖို့ပလိုင်းလေးကိုလွှဲပြီးကိုင်းထဲရှိရိုးချောင်းကလေးတို့လာနေခြင်းဖြစ်တယ်ကိုမြားအေးတီ ဇနီးမတ်တင်မင်းနေတူညောင်သားရွာလေးမှာနေထိုင်ပြီးစင်ရဲနွမ်းပါးတပီနေဘက်တွင်လဲတဲ့လှုပ်၍ညဘက်တွင်ငမားထောင်းလေးတည်းညဆန်းနှစ်နာရီခန့်တွင်တကြိမ်လိုက်လံဖော်ယူပြီးမစားအစ်ပြန်တွက်၍မနက်လင်းချိန်တွင်တကြိမ်ပြန်ဖော်လေးရှိသည်ကိုမြာကြီးဖမ်းလာသည့်ငါးများကို မတ်တင်မင်းမှာမနက်အစောတွင်ကြွားထဲသို့လိုက်လံရောင်းချလေတကူညလေးကိုမြာကြီးတယောက်ညနေပိုင်းကထုံထားခဲ့သည့်ငမားတက်များကိုဖော်ယူရန်မတ်တင်မင်းကိုပြောပြီးထွက်လာခဲ့လေသည် သူငမများတက်များထောင်းထားခဲ့သည့်ရိုးချောင်းကလေးနှင့်မလံမကန်းတွင်အဒီကရထမ်းပင်ကြီးတစ်ပင်ရှိပြီးတပတ်ကြီးတစ်ကောင်နေသည့်ဦးတည်င်းကြီးသည်ညဘက်တွင်မီးရောင်တလက်လက်ရှိနေသည့်ကိုမကြာခဏမြင်တွေ့ကြရလေသည်ကိုများဤလေကြောက်ကြောက်နေထမ်းပင်ကြီးစီသို့လှမ်း၍ကြီးလိုက်မိရာထမ်းပင်ကြီး၏ကွာကြားတွင်မမဲကောင်ကြီးတစ်ကောင်မှတက်လိုက်ဆင်းလိုက်ပြုလုံးနေသည့်ကိုတွေ့လိုက်ရသဖြင့်ချက်သိမ်းမွေးခြင်းများထထွားလေသည်တို့တော့သူလည်းသူ့ဟာသူနေတာပဲ ။ငါလည်းထမ်းမိတ်ကြီးနာသွားတာမှမဟုတ်ဝေ။မမဖြေးလောက်ပါဘူးလေ။ဒီလိုတွေ့ရင်ရိုးချောင်းလေးအဆက်ရှိမမားတက်များကိုလိုက်လံဖော်ယူနေမိတယ်။ထို့သောဖော်ယူနေရင်မှတဏှာအကျောက်တွေဖြစ်ချင်းဝင်နာစီမှမိစားဖြစ်ထိုးလိုက်တယ်လို့ခန်းစားလိုက်ရပြီးမျိုးလုံးများထဲမှလည်းမိများပွင့်သွားတယ်လို့ခန်းစားလိုက်ရသဖြင့်မိအိမ်ကလေးဖြစ်ကြည့်လိုက်ရထထောင်နားတွင်ဝေဝေးတကောင်ကိုတွေ့လိုက်ရတယ်။မမားတက်များကိုအာယုံရောက်နေသဖြင့်ရိုးချောင်းဆက်တွေခွေးနေတော်မွေဝေးကိုမမြင်ပေနေလိုက်မိသဖြင့် မွေပွေးမှကိုက်လိုက်ခြင်းဖြစ်သည်ချစ်ချင်းမြေမျိုးလုံးများပြားလာပြီးဝေစိတ်တက်လာသည်ပြီးလမ်းမမလျှောက်နိုင်တော့ကိုမြားအေးတရာကိုကွင်းမိကြီးတဲ့တွင်အောက်ကိုစရာရှာကြည့်တော့လေကွင်းမိကြီးတဲ့တွင်သူမလွယ်၍အခြားလူသားတယောက်မှမတွေ့ရချေထို့မှထမ်းမိကြီးစီတို့ချီးလိုက်မိရထမ်းမိကြီးကွာကြတွင်မမဲကောင်ကြီးတကောင်မှသူအမျိုးလုံးနီးကြီးများဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရသည်ထို့ကြောင့်တရားမကိုကြောက်သည့်စိတ်ပြီးထိုအကောင်ကြီးကိုမကြောက်နိုင်တော့ပေပါဇက်မှာ ထမင်းကြီးအဖေကကောင်းကြီးရင်ငါ့ကိုကယ်ပါအောင်ကွာ မင်းငါ့ကိုကယ်ရင်လက်ွက်ညတာရင်မင်းကိုငါတပိတ်တာလာကြွေးပါမယ်ဒီလိုပြောလိုက်ရအောင်မမဲကောင်ကြီးမှာထမင်းကွာကြမှာဆင်းလာပြီးသူ့နားသို့ရောက်လာလေလေထို့အချိန်တွင်ကိုမြအိမ်မှာဝေစိမ်များတက်နေပြီးမျိုးလုံးများပြားဝေးလာကောင်သူ့ခြေထောက်မှာပိုးထည်ထားသည့်တန်ရကိုမမဲကောင်ကြီးမှာကုန်း၍ဆုံးနေသည်ကိုနောက်ဆုံးသိလိုက်ရပြီးတတိလေသွားလေတော့တယ်ကိုမြအိမ်ဇနီးမတ်တီမီမှာ အင်းရှင်းမှာတကောက်ကိုတစုံတယောက်ကိုပို့လိုက်သည့်အတန်ကြောင့်လမ်းရင်းနိုးလာပြီဟင်းအင်းရှင်းတကောက်ကိုဘယ်သူကများလာပုံနေပါလိကိုမြရေးဆိုရင်တော့ငါ့ကိုခေါ်มาပါဘယ်သူလဲမသိဘူးဒီလိုတွေ့ရင်အိရာထဲမှာထားကရင်းနှံစီမိကွက်ကလေးကို ထုံးပြီးအင်းရှင်းတကောက်သို့ထလာလိုက်တယ်ကိုမြရေးကိုမြရေးလာအတန်ပြူလိုက်တော့လေပြန်ထူးတယ်မကြရသဖြင့်မိကွက်ကလေးကိုမြှောက်၍ တကားချမပြင်တော့ကြည့်လိုက်ရအိမ်ပေါ်ကနားတွင်ကိုမြကြီးတယောက်လဲကြနေသူကိုတွေ့လိုက်ရတယ်။ထို့ကြောင့်တကားကို ကပြကရဖွင့်လိုက်ပြီ။ကိုမြကြီးကိုမြကြီးဘာဖြစ်တာလဲ။အနာတို့ပြေးသွားကမေးလိုက်ရကိုမြအိမ်မှာတတိလင်းနေတယ်။ဒါကြပါဦးဒီမှာကိုမြကြီးဘာဖြစ်တာလဲမသိဘူးခေါ်လို့မရတော့ဘူး။မတိမေကြီးအော်တန်ကြောင်းအနီးနားအိမ်များမှာနိုးလာကြပြီ အပြေးရောက်လာကြတယ်။ဖက်မတ်တင်မင်း။အများကြီးပါဖြစ်လို့လေဟာ။မသိဘူး။ငပြားတွန်းတီသွားဖို့အောင်မယ်ဆိုပြီးထွက်သွားတာ။အခုတန်ကြာလို့ထွက်ကြည့်တော့အိမ်ရှိမှလဲနေတာ။ခေါ်လို့မရတော့ဘူးလှုပ်ပါဦး။ဟင်။တတိလင်းနေတာပေါ့။အိမ်ပေါ်အမြန်တင်ကြ။အိမ်ပေါ်ကြမှာပါဖြစ်တာလေကြည့်မင်း။အချိန်မတော်ကြီးအပြင်မှာမကောင်းဘူး။ကိုမြအေးကိုအိမ်ပေါ်တော့ဝိုင်းတင်လိုက်ကြပြီ ဦးဖိုးအောင်မတေချာလိုက်ကြီးလိုက်ပြီဟာမြားကြီးပိုးထီထားတာပဲညာဘက်ခြေချင်းဝင်တာမှာအဆွေရတွေ့တယ်ဆရာတော်လောက်ကိုအမြန်သွားပေးစမ်းဒီလိုပြောလိုက်ရာရွာသားတယောက်မှပြေးသွားပေးလိမ့်တယ်ခဏမြကြတော့အခါဆရာတော်လာရောက်လာ၍စမ်းတတ်ပြီမြားကြီးပိုးထီထားတာဒါပေမဲ့မွေစိတ်တော့မရှိတော့ဘူးခဏနေတတိယလာမှာပါစိုးရင်စရာမရှိတော့ပါဘူး ဟင်းပိုဒီဒါဘီတတိလစ်နေတာကိုမူစိမရှိတော့ဘူးဟုတ်လားထူးဆန်းပါလားဟုတ်တယ်မူစိမရှိတာတော့အမှန်ပဲပိုဒီထားတာလည်းအမှန်ပဲဒီမှာအစိုးရနှစ်ပေါက်လေးထို့တို့ပြောနေချိန်မှာပဲကိုမြားကြီးတတိရလာပြီရေရေပေးပါညာဤတတိယလာပြီရေတောင်းနေတယ်တိတ်မီရေတားလိုက်အောင်လီ မတ်တီမီဂျေအိုးစီမှာဂျေတခွက်ကိုခတ်ယူပြီးတိုက်လိုက်ရာကိုမြကြီးအငမင်းရတောက်ချလိုက်လေတဲ့ဆရာတာလာကမြကြီးမင်းကိုင်းထဲမှာပိုးထိလာတာလားဟုတ်တယ်ဆရာတာလာအများတန်းတွေကိုအာယုံရှောင်းနေတော့ခွေးနေတဲ့မွေပွေးကိုမမြင်ပေနေလိုက်မိလို့ကြိုက်ခံလိုက်ရတာအေးမွေပွေးကိုက်လိုက်တာဟုတ်လားငါစမ်းတိုက်ကြည့်တော့မိမပါအစိမ့်မှမရှိတော့ဘူး ီးတော့မင်းဘလို့လုံပြီးပြန်လာတာလေကျွန်တော်လေပိုးထိခံလိုက်ရတာနဲ့အာဒီမီ ပြန်လာတာအိမ်နာရောက်တော့ဘာမှမသိတော့ဘူးဗျာဒီလိုလိန်၍ပြောလိုက်လေတည်းအေးကွာမွေးမွေးကိုက်ခံရပြီမွေးစိမ့်မရှိတာအတော်ထူးဆန်းနေတယ်အခုကောမင်းဘလို့နေသေးလေကောင်းနေပါပြီဆရာသားလားကိုလိုလာပြီးကုသပေးတာကျေးဇူးတင်ပါတယ်ဗျာ ကြားပါတယ်များအေးရတရားတဲ့သားတွေပဲကဲမင်းဘာမှမဖြစ်တော့ဘူးဆိုရင်ငါတို့ပြန်တော့မင်းမင်းလည်းနားလိုက်အောင်ဟုတ်ကဲ့ဆရာသားလားဆရာသားလားနေရွာသားများပြန်သွားကြတော့အခါမတ်တေမေမကိုမြအေးရရှင်းကတေချာခရူးဆိုင်သွားမှာပေါ့ကျွန်မလည်းအင်ချီတကောက်ကိုလာပုတ်တန်ကြလို့ထားကြည့်ချစ်ကိုတွေ့တာထားနဲ့ရှင်ဘာမှဖြစ်တာတော့တေချာလားဦးဖိုးအောင်နေဆရာသားလားတို့ကမွေးစိမရှိတော့လို့အံ့ဩနေတာ အေးငါလည်းငမရတဲ့နေစီအာယုံချောင်းနေလို့မမြင်ပဲနင်းလိုက်မိတာမွေစိတ်မရှိတာတော့ငါလည်းမသိဘူးအာတင်ပြန်လာပြီနင်းကိုနှုတ်ပြီငါဘာမှမသိတော့ဘူးဒီလိုပြောလိုက်လေတဲ့ထမ်းပင်မှာတပတ်ကြီးကမွေစိတ်များကိုဆုပ်ထုတ်ပေးပြီးကိုမြအေးကိုထမ်းခေါ်လာက မတ်တေမေကိုနှုတ်ပေးခဲ့ခြင်းကိုမပြောတော့ပေထင်ချန်ထားလိုက်လေတော့တဲ့နောက်နေ့မှစ၍လောက်ွက်ညတိုင်းကိုမြအေးတီထမ်းပင်ကြီးစီတို့သွားပြီးငါးသပိတ်သားကိုကျွေးရလေတဲ့ ထို့သူသုံးလေးခန့်ကြွေးလာခြင်းမှာလောက်ဝညာတညာတွင်ကိုမြအိတ်ဒီငါလဲရှမရမပွေလဲမဝင်နိုင်တဖြစ်ငါသွားရင်မကြွေးတော့ပဲနေတိုင်းလိတိဂျင်းတထိတ်ထိတ်နေဆိုးရိပ်နေပြီမေဘာမှထူးခြားမလားတဖြစ်ကိုမြအိတ်စိတ်အေးတော့ရလိတိတို့တော့နောက်လာဝညာမတိုင်နေတညာအလှတွင်ကိုမြအေးအထမ်းပေမှာတပည့်ကြီးကအိမ်မဲထဲတွင်ဖိတ်ကောင်းများကြီးပြီးခဲ့တဲ့လောက်ဝညာကမင်းငါလာမကြွေးဘူးငါရမ်းစာနေပြီမနေ့ဖက်ညာဆက်ဆက်လာကြွေးပါ ီလိုပြောလိုက်သည်တည်းသို့တော်ကိုမြအီးသည်ငါတော်ကြီးမကြွေးတော့ပဲခပပောပဲနေလိုက်တယ်တနေ့ကိုမြအီးပြင်ကပြန်လာချိန်တွင် မတင်မဲသည်အဆက်ဆက်တုံရင်ကမိလုံးကြီးများရဲလေရဲ့ကိုမြအီးကလက်ညှိုးထိုး၍မြအီးမင်းကတိမတည်ဘူးငါရမ်းစာနေပြီငါကြောင့်မင်းသိစေရမယ်ဒီလိုပြောပြီးခွေလဲကြသွားလေတယ်ကိုမြအီးလေမတင်မဲကိုပြုစု၍တတိယလာလျင် တိတ်မီနင်ဘာဖြစ်သွားတာလဲမတိပါကိုကိုမြအေးရဲ့ရှင်ပြန်လာတာကိုကြည့်နေရင် မိုက်ခနဲ့ဖြစ်သွားပြီဘာမှမသိတော့ဘူးဒီလိုပြောလေတင်ကိုမြအေးတီးလိုက်ပြီဖမ်းမိမှာတပတ်ကြီးကငါသွားပြီးမကြွေးတော့တပီစိတ်ဆိုးနေလိမ့်ပြီငါကလေရှာဖွေလို့အရင်လိုမလွယ်တော့ဝယ်ပြီးတော့လေမကြွေးနိုင်တပီကိုမြအေးစိတ်ညစ်နေမိပြီနောက်ကျရင်တပတ်ကြီးလည်းငြိမ်သွားမှာပါ ဘာမှမပြေလောက်ပါဘူးဒီလိုတွေးပြီးပေါ့ပေါ့ပြီးနေလိုက်တော့တယ်တနေ့ညနေမောင်ဝင်ပြိုးစားချင်းတွေကိုမြအေးတရားကိုတဖက်ရွာမှာပြန်လာနေရင်တပုတ်ပုတ်အတန်ကြဲကြီးများကိုကြားလိုက်ရသဖြင့်နောက်ကိုလဲကြည့်လိုက်ရအောင်မမဲအကောင်ကြီးတကောင်လိုက်လာနေသူကိုတွေးလိုက်ရတယ်ဖမ်းပေးမှာတပတ်ကြီးရံပြုတ်ဖို့လိုက်လာနေမှသိလိုက်သဖြင့်ကိုမြရဲ့ရွှေစီတို့အတက်ကုန်ပြေးလေတော်တယ်သို့တော့ကျွမ်းမရောက်ခင်မှာပြီးမမဲအကောင်ကြီးမှမေးလာပြီးကိုမြအေးရ ကြီးမားသောလက်ကြီးဖြင့်ရိုက်ချလိုက်လိတော်တယ်။ကြောကုန်းတို့ပြင်းထန်စွာရိုက်ခတ်လိုက်ရသဖြင့်ကိုမြာအိမ်မှရှေ့သို့ဟတ်ထုတ်၍လက်ကြသွားပြီးပါဇက်မှလည်းသွေးများကိုအန်ချလိုက်ပြီးအလန့်တကြောင်မောဟိကြီးလိုက်မိရာမမဲကောင်ကြီးမှာနေရဲနေသောမျိုးလုံးကြီးများဖြင့်သောသားကြီးကြီးနေရင်လက်ကြီးနှစ်ဖက်ကိုဆန့်ပြီးသူ့စီလာနေသည်ကိုတွေးလိုက်ရသဖြင့်ငါကမတတ်ပါနဲ့ကွာငါငါကတိတီးပါမင်းငါလာကြွေးပါမင်း ြောင်းလန့်တကြားတောင်းမှန်နေတော့လေတပတ်ကြီးမှာကိုမြအေးဤဆက်ကိုလိန်ချိုးလိုက်လေတော့ဒီအာကိုမြအေးမှာတစ်ချက်တော့အော်လိုက်နိုင်ပြီအသက်ထော်သွားလေတော့ဒီနာနာဘဝကိုဂတိပေးမိပြီဂတိမတီးခဲ့သူကိုမြအေးတယောက်မှာလူလောကကြီးမှာအသေးစိုးပြီးထွက်ခွာသွားရလေတော့ဒီနောက်နေ့မနက်တွင်လေခွင်းထဲသို့သွားကြတော့ရွာသားမြတ်မှာကြောတွင်လဝါရကြီးပြီးစကြိုးရည်သိနေတော့ကိုမြအေးဤလောင်းအား ေ့ကြရလေတော့တယ်စာရေးသူရဲထွန်းရေးသားထားတော့ကိုရင်လေးအိပ်ပြီလားကျွန်တော်တို့ငယ်စဉ်အခါကတိုက်ရောက်ကြလေဖြစ်ပါလိမ့်ရင်ရဲအခန့်ရှင်ပြူပြူကြရတယ်မဟုတ်လားကျွန်တော်ကတော့ရှင်ပြူကျင်ပေမယ့်ဂရုံးကြီးတုံးရမှာကိုစိတ်ကိုစိတ်ညစ်တဲ့သူမျိုးကိုရုပ်ကြီးကိုဂရုံးကြီးနဲ့မြင်အောင်ကြည့်တာစိတ်မပျော်မရွှင်ဖြစ်ရတာမဟုတ် ပတုံတုံရမှာကိုစိတ်တထစ်ထစ်မြဲဖြစ်ရပါတယ်။ဒါပေမဲ့ဝိကုဝေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ရင်ကျွန်တော်အဖေရင်ကျွန်တော်ညီတဝန်းခွဲ့ရင်ကျွန်တော်တို့နားကဖုံးအကြောင်းတစ်ခုမှရဟန်းခန့်ကိုရင်ဝေးခဲ့ကြပါတယ်။ကျွန်တော်ဒီအကြောင်းကိုသိမရေးချင်းလှပါဘူး။ဘာကြောင့်ဒီအကြောင်းကိုစိတ်အေးထားပြီးရေးရလဲဆိုတာကတော့ကျွန်တော်နဲ့တူတူကိုရင်ဝေးခဲ့တယ်။ကျွန်တော်တဝန်းခွဲ့ညီလေးနေရဟန်းဝေးခဲ့တယ်ကျွန်တော်အဖေကတကုဆိုဒီလောကကြီးမှာမရှိတော့ပါဘူး။ ီစာရေးနေရင်သူတို့ကိုလေတတိယမိပါတော့တယ်အဖေရကျွန်တော်ကိုတိတ်ချစ်တဲ့သူမျိုးပါကျွန်တော်ဒါအစာရေးဆရာဖြစ်နေမှန်းသိကြီးခုံယူမဆုံးဖြစ်နေပါကကျွန်တော်အဖေပါပဲဒီစာရင်းရင်ဖေကိုတတိယမိပါတယ်အကြောင်းရကိုပြန်လဲစတင်ပါမယ်ကျွန်တော်တို့ကိုဝင်ဝဲမဲ့ဖုံးချောင်းဟာအတော်လေးကျန်ဝန်းလာပါတယ်ကျောင်းပပတ်လေမာလီပြေလွာဆောလို့ရတယ်မြေပြင်ကျဲတူရှိကျွန်တော်နဲ့ကျွန်တော်ညီကတော့ လူကြီးမကြာခလီမကြာအရွယ်မို့တချို့စည်းကမ်းတွေလိုက်နိုင်ရမှတွေကိုစိတ်တော့နားမလဲဘူးပေါ့ဒီလိုနဲ့ပထမညမှာကျွန်တော်တို့အရှိဆောင်ခမ်းမကြီးရဲ့ထေကောင်းရင်နားမှာတန်းစီအိတ်ကြရတယ်ကျွန်တော်ကငငယ်ကလေးကနေရာပြောင်းရင်မအိတ်တက်တဲ့အချင်းရှိတယ်အိမ်မှာအိတ်ရတာမဟုတ်တော့တစ်ချိန်လုံးဟိုလဲဒီလေဝှထားတဲ့သင်ကန်းမှလေဖျို့ဖျဲနေပေါ့ကျွန်တော်တို့အိမ်နေတဲ့ခေါင်းရင်းမှာပြတင်းပေါက်ရှိပြီးကျွန်တော်တို့ချင်းမှာအပေါ်ဆောင်ကိုသွားလို့ရတယ်ထေကာကြီးတစ်ခုရှိတယ် ညာဘက်ဆိုတိတ်ဆိတ်ခြောက်ကပ်ပြီးစိတ်တွေကခြောက်ခြားနေတာမို့တော်ယုံနဲ့အိတ်မရဘူးအဲ့ဒီအချိန်ဘေးကိုကြီးလိုက်တော့လူတယောက်ဆက်လိုက်တောင်းနေတော့ကိုတွေးလိုက်ရလို့ကျွန်တော်စိတ်ချလက်ချအိတ်နိုင်သွားတယ်ဘာကြောင့်လဲဆိုတော့ငါဖိမေအိတ်သေးပဲဆက်လိုက်ထိုင်တောင်းနေတာပါလားဒီလိုဆိုတဲ့အတွေးကြောင့်ပါအဲ့ဒီအချိန်ကျွန်တော်ပထမရေပေါကောင်အိတ်ပြောသွားခဲ့ပါတယ်ဒီလိုနဲ့မနှမ်းမိုးလင့်တော့ကျွန်တော်တို့စွန့်ခန့်ထွက်ကြဖုံးပွေးကြပေါ့ညနေပိုင်းမှာတော့ ကျောင်းဝင်းတွေညီကိုနေရောက်ဖြောက်သွားခက်စားဒီလိုနဲ့အဲ့ဒီညနေမှာပဲကျွန်တော်တို့ဖုံးကြောင်းအဝင်ဝါပေါက်မှာပယံလက်ရပြေထူးလို့ပုံပေါ်ထားတဲ့နေသားရုပ်ထုကြီးတရုတ်ရှိအဲ့ဒီနေသားရုပ်ကြီးကသပင်ကိုထွေးပြီးစုကင်ထားတဲ့ပုံတရံအဲ့ဒီသပင်ကိုကင်ဆွဲပြီးတွဲလဲကိုလိုက်ဖက်လိုက်နေကျွန်တော်တို့ညီကိုနှစ်ယောက်စော်ကစားနေကြအဲ့ဒီအချိန်မှာကျောင်းဝင်းတွေကနေဒေါ်ကြီးတယောက်ထွက်လာပြီးစောင့်နေတဲ့ကျွန်တော်တို့နှစ်ယောက်ကိုကြည့် အနေရုပ်ကြီးကဒီဗလိန်မာတဲ့သူမကောင်းတဲ့သူတွေကို သူကင်ထားတဲ့အဲ့ဒီစပင်ကြီးနဲ့ရိုက်တာသိလားဒီလိုဆိုပြီးပြုံပြုံကြီးပြောရင်းထွက်သွားတယ်ကျွန်တော်တို့သူ့ကိုကြောင်ပြီးကြည့်နေတဲ့အချိန်မှာပဲသူကကြောင်ရှိကိုထွက်သွားပြီကြောင်လမ်းမကြီးတားတိရိပ်ရိပ်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်ကစားကျွန်တော်ဒီနေရုပ်ကြီးကိုစစ်စစ်မကြည့်ရဲတော့ဘူးခလေးတွေးဆိုတော့လေကြည်ရင်ကြောက်လာတယ်ဆိုပါတော့ခဏနေတော့ကျွန်တော်ဘုံရင်ကြောင်လည်းပြေးဝင်လာပြီး ောင်းတနေရာမှာထိုင်းနေမိစိတ်ရှုပ်သွားတာလည်းပါထို့အချိန်ကညနေ6နာရီလောက်ဖြစ်ပါလိမ့်မယ်အပြစ်မှလေတိမ်တွေတောက်ပြီးနေရတာလေညစ်စစ်စစ်ကြီးဖြစ်နေဒီလိုနဲ့ညရောက်လာကျွန်တော်ညီရေကျွန်တော်အဖေရေကျွန်တော်သုံးခုထောင်ပြီးကိုနေရာကိုအိတ်ကြကျွန်တော်ကအလဲချင်တော့မှဝင်အိတ်လိုက်တယ်အမှန်ကကြောက်လို့ပါဒီလိုနဲ့အိတ်နေရုပ်တည်းခေါမိုးပေါ့ကိုဂဲလုံးပြုတ်ကြတော့အတန်တစ်ခုကြောင်းကျွန်တော်လန်နိုးသွား ကျွန်တော်ကအဲ့နေရာကနေနိုးလာပြီဆိုပြန်အိပ်ဖို့တော်တော်အချိန်ယူရတယ်။ဒါနဲ့ကျွန်တော်အဖေကညီကိုကြည့်တော့သူကတစ်ဖက်ခြံတော်ထဲမှာခြေကားရလက်ကားရနဲ့အိပ်ပျော်နေပြီ။တစ်ဖက်ကအဖေကိုကြည့်တော့အဖေကခြံတော်အပြင်မှာမနေကားလိုပဲသက်လိုက်ထိုင်ကောင်းနေပြန်။စိတ်ထဲမှာတမျိုးကြည့်ပြီ။အဖေကလေညာတိုင်းပါလို့သက်လိုက်တွေထိုင်ကောင်းနေတာလေ။ဒီလိုဆိုပြီးတွေးနေချင်းပါဇက်ကနေဖေးကြီး ဒီလိုထားကုန်လိုက်မိအဖေကဘာမှပြန်မထုတ်ဘူးကြောပေးထားမိစက်လိပ်ပဲတောင်းတယ်ကျွန်တော်လည်းထက်ခေါ်ဖေးဖေးဒီလိုထက်ခေါ်တော့လေသူကလုံအောင်ကိုလက်မကြည့်ဘူးအဲ့ဒါနဲ့စိတ်တွေတမျိုးကြီးခံစားလိုက်ရပြီဆောင်းကောင်းမှုချုံပြန်အိတ်နေလိုက်အဖေဘက်ကိုလုံအောင်မလဲရဲတော့ဘူးဘေးကညီကိုကြည့်တော့လေသူကအိတ်နေတယ်ခဏောင်းနဲ့သူ့ကိုမထီးတတိလန့်ကန့်တော့လေ သူကတော့တော့မလုံကျွန်တော်တို့အရှိဆောင်ကြီးမှလေညာရဲ့မိတဲတဲလေးတလုံးရင်အလင်းရောင်တက်တက်ပဲရှိကျန်တာခရေးကြီးအဲ့ဒီအချိန်မှာ ရုပ်တည်ကြီးညီရဲ့ဟိုဘက်ဘေးကခြံအောင်တစ်ခုတည်းကလက်မြောက်လိုက်တာကိုကျွန်တော်ဖြတ်ခနဲ့လှမ်းမြင်လိုက်တယ်ကျွန်တော်တော်တော်တုံလုံးသွားတယ်ကျွန်တော်ညီရဲ့ဟိုဘက်ဘေးမှာအိတ်နေတာဘယ်သူကြီးလဲပေါ့ကျွန်တော်ညီကလေကျွန်တော်ကိုကြောပေးပြီးဟိုဘက်လည်းအိတ်နေတာ အမှန်ဆိုကျွန်တော်ခြံတော်ကအလဲမှာဖြစ်တာကြောင့်ဘေးတစ်ဖက်တစ်ချက်စီမှာ အဖေနဲ့ညီပဲရှိနေရမှာညီရဲ့ဟိုဘက်ဘေးမှာဘယ်သူမှရှိမနေရဘူးဘာခြံတော်မှလည်းရှိမနေရဘူးကျွန်တော်တွေးပေါင်းဆိုနေအသာလုံးဝမထွက်ရဘူးအဲ့ဒီချိန်ကျွန်တော်ညီကိုကြော်ပြီးဟိုဘက်ဘေးမှာရှိနေတဲ့ခြံတော်ကိုလှမ်းကြည့်နေမိကြည့်နေရင်းမှာပြီညီရဲ့ဟိုဘက်ဘေးခြံတော်လေးကလူတယောက်ကရုပ်ရည်ထားတိုင်းလာပါရောထားတိုင်းရင်တစ်ဆက်သေးမှာပဲ သူ့တင်ကန်းကြီးကိုလွှတ်ကနေသူ့ပခုံးပေါ်လွှတ်တင်လိုက်ကိုလေအဲ့ဒီလူကဘယ်သူလဲဆိုပြီးမျက်စိမမေးလေးဖွင့်အตาလေးစိတ်ဝင်စားကြည့်နေထိုးသူကိုတေချာကြည့်တော့အဲ့ဒါကျွန်တော်အဖေဖြစ်နေတယ်ကျွန်တော်လုံးဝခေါင်းနှံပန်ကြည့်တော့အဖေကကျွန်တော်ရေဒီဘက်ဘေးမှာရှိနေရမှာပြီးတော့ခုနကအဖေဆက်လက်ထိုင်တောင်းနေအခုဖာလို့ကျွန်တော်ညီရဲ့ဟိုပါချမ်းကိုရောင်းလိုက်ရတာကျွန်တော်စိတ်တွေကြုတ်တည်ရေအဖေရှာမရအဲအားကြောင်းလန့်ပြီးတက်ဆက်တည်း ကျွန်တော်ဖေးရှိရာဒီဘက်ဘေးကိုပြန်လှည့်ကြည့်တော့ဒီဘက်ဘေးမှာဘယ်သူမှမရှိတော့အဲ့ဒီချိန်ကျွန်တော်ဖေးကြီးရေဖေးကြီးရေဒီလိုဆိုပြီးအတီကုံထအောင်တော့ခေါင်းကဟိုဘဘေးကအိမ်နေရင်ထလာတယ်အဖေကဘာဖြစ်တာလဲဘာဖြစ်တာလဲဒီလိုဆိုပြီးကျွန်တော်ခြံအောင်ဘက်ကိုပြေးလာအဲ့ဒီချိန်မှာအဖေကအဲ့ဒီဆောင်ကြီးတဲကမီးတွေကိုထဖွင့်လိုက် ပြီတော့ကျွန်တော်နားလားထိုင်ပြီဘာဖြစ်တာလဲဒီလိုမေးတော့ကျွန်တော်လေတောက်တောက်လန့်လန့်နေသားကအလဲမှာအိတ်တာလေဘလို့လုတ်ပြီးဘေးရောက်နေတာလေဒီလိုဆိုတော့အဖေကသားအိတ်ကလေးကသားကဘေးမှာပါပြီသားကြီးကအလဲမှာလေတုံးဝနားမလဲဘူးကျွန်တော်ဝင်အိတ်လိုက်တာအလဲချင်တော့ဘေးမှာမအိတ်ရဲလို့တေချာကိုအလဲတဲ့ဝင်အိတ်လိုက်တာအဲ့ဒါအသာထား ဒါဆိုဘေးကကိုနေ့ကဆက်လိထန်တောင်းနေတာဘယ်သူကြီးလဲဆိုပြီးမေးတော့အဖေကဥကြောင်ကြောင်နေကျွန်တော်ကိုကြည့်နေဟာကွာဒီကောင်ပါတွေလာပြောင်းနေတာတော့လာလာလာဦးစင်းချင်အောင်လေလာအိဒီလိုဆိုတာနေအဖေတင်ငန်းကိုဆွဲထားအဲ့ဒီတင်ညာတော့အဖေချင်အောင်လေအဖေနဲ့အတူအိတ်ရတော့တယ်စိတ်ထဲမှာဘာပဲထုံးမှာဘေးစွန်ဘက်ကိုဝင်အိတ်ခဲမှာမှောက်ဘူးလို့တက်တိုက်တွေးနေမိတယ် နောက်ပြီးဘေးကစလိတ်ထိုင်တောင်းနေတာဘယ်သူလဲဆိုတာလေတညာလုံးအတွေးတွေအပြင်းနေတွေးနေမိပြန်အဲ့ဒီလုံနေပြီကျွန်တော်ဒီတညာကိုပင်မန်းစွာဖျက်တမ်းခဲ့ရတော့တယ်နောက်တနေ့မနေ့ကျတော့ကျွန်တော်ညိကိုကျွန်တော်ကတိုးလေးမေးကြည့်မင်းညာကဘယ်နာမှအိတ်တာလေဒီလိုဆိုတော့ဘေးဆိုမှအိတ်တာလေးတဲ့ကျွန်တော်ဒီညာထမိတ်ရဲတော့ဘလို့လုံးရမယ်မသိအဖေကိုပြောကြည့် အဖေသားတို့အိမ်ပြန်အိတ်လို့ရမလားဖေကြီးဒီလိုပြောတော့အဖေကဟာဒီကိုရင်တော့ဘာတွေလာပြောနေတာလဲငရေကြီးမှာပေါ့မရဘူးခုံကြီးเจ้าမှာပဲအိတ်လို့ရမှာကျွန်တော်လေစိတ်ငင်းငင်းနေចောင်းချီကနှက်ယုတ်ကြီးကိုမတီးတတိကြီးနေမိတော့တယ်မမနေ့ကဒီရုပ်ထုကြီးရဲ့စပင်းကိုပန်းစုံမိလို့များဖြစ်တာလားပေါ့အပွားကြီးပြောသွားတာတွေကိုလေ ်စိတ်များဆွဲသက်လာလို့တွေးနေမိတယ်။ကျွန်တော်အတွေးတွေများပြီးညရောက်မှကိုကြောက်နေမိတာတော့အမှန်ပဲ။ဒါပေမဲ့ဒီညတော့ဖျားရှိကုန်ပြီတတိထားပြီးအလဲကအိတ်ကြတွေတေချာဝင်အိတ်။ဝင်ဝင်ချင်းကိုဘေးကအဖေနဲ့ညီကိုတလက်စီတေချာကြည့်။ပြီးတော့သူတို့မအိတ်ပြောခင်ကိုကအရင်အိတ်ပြောပါစေလို့ဆူတောင်းပြီးမျိုးလုံးကိုမရမကမိတ်ထားလိုက်။အတန်ကြတော့ဘေးကဟောက်တန်တွေထွက်လာ။နှစ်ယောက်စလုံးအိတ်နေကြပြန်ပြီလေ။ စိတ်ဆင်းရဲလိုက်တာသူကအိတ်မပြောပြန်ဘူးအချိန်ကြာလာတာနဲ့အမျှတောက်စိတ်ကပိုဆိုးလာပြန်မျက်စိကိုဇုံးမိတ်ထားပေမိမကြမကြဖုန်ဖွင့်ကြည့်နေမိနိုင်လက်တန်တန်လေးကလေးကျဲလိုက်တာစက္ကန့်တိုင်းမှာပြပြတတကြီးကိုကြားနေရအဲ့ဒီအတန်တွေကလေးကျွန်တော်ကိုစိတ်နှောက်ရှက်ဖြစ်စေဒီလိုနဲ့အတင်ချိမ့်မိတ်အိတ်နေကြီးကျွန်တော်အိတ်နေတဲ့ချင်းမှာတယောက်ယောက်လမ်းလျှောက်နေသလိုတကြီးကြီးနေမိနစ်တန်ကြားလိုက်မိတယ် ောင်းနေပါတွေဖြစ်မှာပါဆိုပြီးစိတ်ကိုတင်းထားရပြန်တယ်။မျိုးလုံးလည်းဖွင့်မကြည့်ရဲဘူး။အမှန်တော့ကျွန်တော်ချွေးတွေပြန်နေ။ဒီလိုနဲ့ကျွန်တော်အာတင်းအိပ်ပြောင်အောင်စူးစမ်းနေ။နောက်တစ်ခါကျောင်းဆောင်ပေါ်ကခြေတန်းလို့လို့ပါလို့လို့စတင်ကြားလာရတော့တယ်။တစ်သားခင်းကိုနေနေတယ်။ပြွကြွကြွကြီးဆိုတဲ့ခြေတန်းကြီးကကျွန်တော်ဟောနာတွေအတိုင်းသာကြားနေကြ။အဲ့ဒီအချိန်မေလုံးကိုအသာရဖွင့်ပြီးခမ်းမကြီးတဲ့ဝေးကြီးအဆောင်ကြီးရဲ့မိန်းတကားဝါမှာ ညာကြီးချိန်ပြီးတော့လူတယောက်ရမ်းနေတာတွေ့လိုက်ရကျွန်တော်တော်လေးစက်သိန်းနေထားသွားတယ်အပြင်လောကကြီးကိုအထင်သာမြင်နေကြတယ်ဒါချနောင်လေးကနေအတန်ထွက်မှာဆိုလို့ချိန်ပြီးဆောင်ချုံကိုင်းနေကြအဲ့ဒီရမ်းနေတဲ့လူကအပြင်စင်ကြဲလဲမှာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လမ်းလျှောက်နေသူဘာဖြစ်ချင်တာလဲကျွန်တော်မသိဘူးသူကဒီကြောင်းလေးကလူပဲလားဒါမှမဟုတ်ဘယ်သူလဲဆိုတာလဲကျွန်တော်မသိဘူးကျွန်တော်သူ့ကိုကြောက်ကြဆက်မကြည့်ရတော့ပဲ ိုးပွဲတယ်ပြီးစိတ်အိမ်နေရအပေါ်ကခြေတန်းကလေးတစ်ချက်တစ်ချက်ပြန်ပြန်ထွက်လာဒီလိုနဲ့ပဲခမိုးကြားတွေကခိုးရရဲ့ညီတန်းကလေးသဆုံးတစာကြားနေရပြန်ဘဲကလူကြီးမှမသိအဆောင်ပြေတကားဝမှာလမ်းလျှောက်နေတာကတမျိုးချင်းရင်နဲ့ပေါ်တဲ့ကတန်တွေကလေးဆုံလို့ကျွန်တော်ဘလို့မှဆက်မိရဲတော့ဘေးကဖိနဲ့ညီရဲ့ဟောက်တန်ကလေးကျွန်တော်ကိုတအားစိတ်ဖိစီးအောင်တမင်လုံးနေတယ်လို့အတန်ပေါင်းဆုံးထွက်နေ စိတ်ညစ်ညစ်နေတိတ်မိတ်နေရုပ်တရေဘာတို့လို့ဖြစ်သွားအမှန်တော့ကျွန်တော်ပြင်းမှန်းပြီအဲ့ပြောင်မလို့ဖြစ်သွားတာနေမိဒါပေမဲ့ငိုက်ခနဲ့ဖြစ်ပြီမျက်စိပြန်ဖွင့်ကြည့်လိုက်တော့ခေါင်းကပြင်ကားလူကကျွန်တော်တို့ချင်းကလေကားအချင်းမှာဆက်လိုက်ထိုင်တောင်းနေတာတွေ့လိုက်ကျွန်တော်ခေါင်းတော့ကြည့်တော့သူ့ဘလို့တော့အထေးရောက်လာတလဲပေါ့အဆောင်ခမ်းမကြီးတကားတော့ကလည်းအဖေ့စီသူကတော့ကျွန်တော်တို့ကိုတွေးနေတာပေါ့သိရမပေါ်တော့လို့ပဲ ဒါပေမဲ့တကားတွေကြကြတာတောက်ခတ်ထားပါလေရဲ့နေသူ့ဘက်လို့များဝင်လာတယ်လေဆိုတာကကျွန်တော်ကိုယူသွားစေသူ့ကဒူလာဒါမှမဟုတ်ပါလေကျွန်တော်ချွေးတွေနဲ့စောင့်ကိုမလုံအောင်ခြုံပြီးတွတ်တော့မလုံရဲဘူးအဲ့ဒီချိန်မှာပဲအပေါ်တက်ကတောက်ရီအိုးကိုဖွင့်နေတဲ့အတန်ကိုကြားလိုက်ရတယ်တမ်းမြီအိုးတွေကရှိကိုဒန်းခွန်းနေချစ်ခတ်လိုက်တဲ့အတန်မျိုးပေါ့ကျွန်တော်မျက်လုံးလေးဖွင့်မကြည့်ရဲဘူးနောက်တစ်ဖက်ကိုလည်းခေါင်းနဲ့ဖိပြီး တောက်စိတ်တွေရောသွားမလားလို့တွေးပြီးပတော်ပင်မန်းလာတယ်ဒီလိုနဲ့ခဏနေတော့ဘာတမ်းမှကျွန်တော်မကြားရတော့ဘူးတကြောင်လုံးအကြတံမီမကြောင်းအောင်တိတ်ဆက်သွားတယ်ကျွန်တော်မျက်စိကိုဖြည်းဖြည်းဖိုးဖွားလေးဖွင့်ကြည့်မိတယ်ဖြိုးတွေကကျွန်တော်ကိုယ်တွေဒီလောင်းချထားတယ်လို့ဖြစ်နေအောက်ချင်ရင်ကိုကြည့်လိုက်တော့ချင်းရင်မှာဘယ်သူမှရှိမနေဘူးခေါင်းကလူကိုလေလိုက်ရှာမိတယ်လို့ကျွန်တော်နေရအထက်ဆောင်းလေးကနေချောင်းကြည့် ဘာတွေတွေ့အောင်မလဲလို့စူးစမ်းရှာနေပြီအဲ့ဒီလိုတိတ်ဆိတ်နေတဲ့အချိန်မှာပဲအပေါ်လေကားကနေဆင်းလာတဲ့ခြေတံစတင်ကြားရပါတော့တယ်ပထမဖြင်းချင်းစွာဆင်းလာတလန်းနဲ့တလန်းရဲ့အတန်ကြောင်ခက်ကြက်ကြက်အဲ့ဒီလိုဆင်းလာရင်းနဲ့အတန်ကအချိန်ရပြီနည်းနည်းစိတ်လာကျွန်တော်လည်းမကြည့်ရဲပေမယ့်မျိုးလုံးကအတန်လာရကိုတက်လန့်ခိုးကြည့်နေမိကျွန်တော်အတန်လာရကိုလှမ်းကြည့်နေစာတွေးလိုက်တာကအပေါ်ကနေဆင်းလာတယ် အမွေကြမ်းကြမ်းကြီးတွေနဲ့လက်ရှိအရာတခုကျွန်တော်လေအသက်ရှူဆံခက်ပြပြနေထိုးရောက်ကိုဆက်ကြည့်နေအဲ့ဒီတကောလုံးအမွေရှိကြီးတွေပြေးနေတယ်လူလူလိုအရာကြီးကကျွန်တော်ခြံအောင်ဘက်ကိုလှမ်းကြည့်အကွက်ကွက်အတန်ပြန်နေကိုကြီးလေးအိပ်ပြီလားအာဒီလိုဆိုပြီးကျွန်တော်အိမ်ညီရကနေအဖေ့ခြံအောင်နဲ့ပြေးဝင်အဖေ့ကိုဆောင်းဆွဲဘေးကညီကိုလည်းဆောင်းကန် ။တိတ်ရဲ့ဒီလိုဆိုပြီးမျက်စိမိပ်ပြီးအကုန်အောင်ရင်ကမူယူတော့တွေဖြစ်ပြီးကြောင်းဆန်သွားတော့တယ်။အဖေကလည်းနိုးလာပြီ။တော့ဘာဖြစ်တာလဲ။ဒီလိုဆိုပြီးအန်အော်တကြီးမေးတယ်။ကျွန်တော်က အဖေကြီးတတ်တရေဥမာတရေဒီလိုပြောပြီးငိုချပါလိမ့်ရော။သူတို့ကတော့တရက်ထိကိုရောက်မြင်ပြီးတန်းကုန်ချ။သင်္ကန်းမှချွေးတွေကဂျင်းညှစ်တယ်လို့ညှိချလို့ရတယ်။ ဂျီလောင်ထားသူတို့ဖြစ်နေတယ်ကျွန်တော်ကိုကြည့်ပြီကျောင်းနိုင်ဖုံဖုံကအလဲဆောင်ကနေထွက်လာပြီဂျီမန်းတွေနဲ့ပြန်ဗတီတွေလက်ပေးမှဆွဲပြီအလဲဆောင်ကဖျားဆင်းရှိမှအိတ်ဖို့ကျွန်တော်တို့၃ယောက်လုံးကိုလာခေါ်တော့အလဲဆောင်ရတော့ကျွန်တော်ကိုမီးဖွင့်ပေးထားပါဆိုလို့တညာလုံးမီးဖွင့်ပြီးအိတ်ကြရတော့တယ်အဖေတော်ကတော့တညာလုံးဘေးကနေငုတ်တော့ထိုင်ဆောင်ပေးနေကြအဲ့ဒီချိန်ဘေးမှညီကတော့ထုတ်ခွေလေးလဲနေသူကအိမ်နေတာနေဘာမှမသိလိုက်ဘူးဦးကျော်ကျောင်းရုပ်လေးနဲ့လှဲနေ ဟိုဘက်ဘေးမှာတော့အဖေရေနောက်ဖုန်းကြီးတပတ်ရေကပိရတယောက်ရေကအိမ်မရတော့လို့ထင်ပါရေဒီနေ့ကျန်းတော့ပြီစကားထံပြောနေကြကျွန်တော်တို့ပြောတာတွေကိုကြားနေကြကပိရကြီးကလည်းကိုရင်လေးလိုကိုရင်ဒီအရင်ကရှိခဲ့ဘူးတဲ့အပေါ်ကတန်တွေကြားရတာတော့လူတိုင်းဆိုပဲအပေါ်ထက်မှလည်းအရှင်ကကြောင်းတဲ့ဖုန်းကြီးရေကတိရေမကြီးကားတစ်ချက်ရေဒီဦးတလုံးရေပဲရှိတာတဲ့အဲ့ပေါ်တကားကတော့အသိပိတ်ထားတာ ဘယ်သူမှပေးမတဲ့အပူတွေတပည့်ဟာကြီးကဖုံဖုံကားတော့ဗျာအားနေခိုးရရဲ့အံပါလင်းနှုတ်တွေအစာချီလာရင်စာတွေကပြုတ်ကြတဲ့အံတွေပါဆိုပြီးအမြဲပြောနေတာဒီလိုဆိုပြီးဖေးကိုပြန်ပြောပြနေဒီလိုနဲ့ကျွန်တော်လေပြန်မနှုတ်နေပြီမို့ဘေးမှာဖေးတို့လည်းရှိတော့စိတ်ချလက်ချအိပ်ပျော်သွားပါတော့တယ်မနဲ့မိုးနေတော့ကျွန်တော်ကိုရင်ဘွားကနေချင်းချင်းလူပြန်ထွက်ခဲ့ပါကျွန်တော်ဖုံကြီးเจ้าကိုသင်္ကန်းအပ်ပြီးအိမ်ပြန်တော့ចောင်းထိတ်အဟွားမှာ ဟိုတနေ့ကနေရုပ်ကြီးနားမှာမလိမ့်မရင်ကျုံးမရင်နေရုပ်ကြီးကဒီစပင်နေတိုက်တာဆိုပြီးပြောတဲ့မိမယန်းနေတော့ကိုတွေးလိုက်ရပါသေးတယ်သူ့ကိုလေတေးချာမကြည့်ရဲတော့ပဲကျွန်တော်အိမ်ကိုတော့တိုင်းဝင်ပြန်လာခဲ့ပါတော့တယ်ကျွန်တော်အဲ့ဒီမိမကြီးကဘယ်သူလဲဘာလဲဆိုတာမသိပါဘူးကျွန်တော်တွေးခဲ့ကြားခဲ့တာတွေကရောဘာတွေလဲဆိုတာဒီတန်းပြန်တွေးနေမိတယ်ကျွန်တော်ចောင်းဝင်ွားကနေရုပ်ကြီးကိုလေဒီနေ့အထိစစ်စစ်မကြည့်ရဲပါဘူး အခွင့်တရင်အဲ့ဒီနေရုပ်ကြီးပုံကိုတွားရိုက်ပြီးဖော်ပြပေးပါမယ်။တချို့သောအရာတွေကထူးဆန်းမှုတွေနေပြင်းနေနေတယ်မဟုတ်လားဗျာ။ပြာလောကဇလန်းနှစ်ပုတ်ကတော့ဒီမောင်ရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါလေခင်ဗျာနောက်လာမယ့်ဇလန်းများကိုလေတောက်မြောင်နားစင်အားပေးကြပါဦးခင်ဗျာနားစင်သူပြိတ္တများကိုစိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ